မြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့တရုတ်ရဲ့အကျိုးစီးပွားကထပ်တူကျနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်တရုတ်မြန်မာနှစ်နိုင်ငံဆက်ဆံရေးဟာ85နှစ်မြောက်ရှိပြီဖြစ်ကြောင်းတရုတ်ရဲ့မြန်မာနိုင်ငံအပေါ်သဘောထားကို NASA ကကကြိုဆိုလက်ခံထားပါရယ်တရုတ်နဲ့မြန်မာဆက်ဆံရေးဟာပိုပြီးနီးကပ်လာသလိုနှစ်နိုင်ငံအကျိုးစီးပွားအလုံးဟာထပ်တူကျနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအေးမောင်က CNN သတင်းဌာနကိုပြောပါရယ်ဒါကြောင့်ဦးမြောင်မိုင်းနဲ့အခုဆက်ရှိနော် Mr. 习近平主席的“一带一路”倡议，澳门人民和社会都给予了高度的评价和大力支持。罗，葡萄牙、塞舌尔、塞拉利昂，这些国家，这些国家领导人、大使、部长都来参加庆祝活动。一些军事将领、官员纷纷前来祝贺。 ဖွေပြီးတဖွေပြကြတယ်ပြကြတယ်ဆိုတာအားလုံးကရည်တည်ချက်တစ်ခုပေါ်မှာမြန်မာနိုင်ငံရဲ့အကျိုးစီးပွားနဲ့တရုတ်အကျိုးစီးပွားထပ်တူကြနေအဲ့ဒါတွေအားလုံးကနော်ကနာရုရှားမှာခြေချင်းပင်နဲ့ရမူကြီးတို့ တွေ့ကြတဲ့အခါမှာမြန်မာနိုင်ငံရဲ့ချုပ်ချာနာတို့အာမခန္ဓာတို့ဒီမှာကြည့်ရတော့မြန်မာနိုင်ငံပြိုကွေးမတော်ဘူးအတွက်ငြင်းချမ်းမှုဖြစ်စဉ်လိုအပ်တာလို့နော်အဲ့ဒါလေးကိုဆက်ဆက်ပြီးမှတရုတ်ဒီအနည်းကဆိုမိဘချင်းဖြစ်တဲ့အခါကျတော့မြန်မာနိုင်ငံတို့နိုင်ငံသားတွေအတွက်ကောင်းကျိုးလိုရာရောက်ဖို့အတွက်တန်ရည်တမန်ကြီးအောင်မှုလို့ပြောလို့ရတာပေါ့2020ခုနှစ်ဖေဖော်ဝါရီလရက်နေ့နောက်ပိုင်းဖြစ်ပေါ်ပြောင်းလဲသွားတဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာတရုတ်နိုင်ငံဟာထထဲဝင်ဝင်ပါဝင်ပတ်သက်လာ ာပြီးဩဇာလွတ်မှုလျက်ရှိနေတယ်လို့စီးရဲနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံဟာတရုတ်ရဲ့အရှိန်အဝါကိုငိုရဲကစိုးရိမ်စိတ်ရှိထားပြီးသားဖြစ်တာကြောင့်တချို့အပိုင်းတွေမှာတရုတ်ကတော်တော်လေးတည်းတည်းဝင်ဝင်လွှမ်းမိုးလာတာကတော့အမှန်ဖြစ်ကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဒေါက်တာအောင်မျိုးကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်အဲမြန်မာပြည်က ပြုတ်တဲ့လွှမ်းမိုးမှုကိုသမိုင်းအစဉ်ဆက်မှာတော့သူကလွှမ်းမိုးမခံရအောင်တော့တက်နေတယ်များကြိုးစားခဲ့တာပေါ့နော်။တရုတ်ကတော့မွန်ဂိုတရုတ်ပဲဖြစ်ဖြစ်မင်းမင်းတရုတ်ပဲဖြစ်ဖြစ်ပေါ့နော်။မန်ချူပဲဖြစ်ဖြစ်ပေါ့။တရုတ်ကတော့ကျွန်တော်တို့ကကိုယ့်ရဲ့အင်အားကြီးတယ်လို့ကျွန်တော်တို့ကအလိုအမြဲတမ်းကျွန်တော်တို့ကယူဆထားတယ်လို့။အဲ့တော့တရုတ်ရဲ့အရှင်ကောင်တော့ကျွန်တော်တို့ကအစတည်းကစိုးရိမ်စိတ်ကရှိထားကြဖြစ်တယ်။သူ့အပိုင်းလေးတွေမှာတော့တော်တော်လေးထဲထဲဝင်ဝင်လွှမ်းမိုးလာတာတော့အမှန်ပါပဲ။ ပြောတာလေကျွန်တော်ရှောင်းမုံညီလာကကျွန်တော်ကတခုပဲရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကပြည်ရင်းအားကိုတိထောက်အောင်ပေါ့နော်အခုဘူဝါရာပိုင်းဆိုင်ရာလွဲနေတာတွေတော့ကျွန်တော်တို့အားကြီးသွားတွေ့အဲ့ဒါဘာလဲဆိုတော့အဲ့ဒါပြည်ရင်းအားကိုမတိထောက်ကိုယ်နိုင်ငံရေးကွဲပြားမှုတွေကိုပြန်ပြီးတော့အစည်းအဝေးတွေတော့အဲ့ဒါပြည်သူတွေမကျေနပ်တာတွေကဘာတွေလဲနောက်စဲန်းသားတွေမကျေနပ်တာတွေကဘာတွေလဲဒါတွေကိုကျွန်တော်အဖြေရှာအဖြေရှာပြီးလဲကျွန်တော်တို့ကဒီလိုမျိုးကျွန်တော်တို့ကဒန်းမျိုးတွေဆက်ဆက်တယ် အဲ့လိုတော့လူကွဲပြားနေတော့လေကျွန်တော်တို့ကတော့ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဆိုပြီးတော့ပဲကျွန်တော်မျက်ချူတွေးနေရတယ်အဲသဘောရှာသွားတယ်ချစ်ချင်းမချစ်ချင်းမုံ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 ပြည့်ကိုတော့အလေးထားပြီးဆက်ဆံရမယ်ဆိုတဲ့သဘောတော့ပေါက်တယ်မြန်မာနိုင်ငံရဲ့ငံကြေးမူဝါဒမှာလည်းပြည့်ကိုကျွန်တော်ထက်တွေ့ရမယ်တော်တော်လောက်ကိုလည်းအလျှော့ပေးရမယ်လို့ကျွန်တော်လက်ခံထားတယ်ပေါ့ လက်ရှိမြန်မာနိုင်ငံမှာတရုတ်ဟာမြန်မာတပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ်၃ဘွဲ MNDAA AA DNNA ကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ရေးဖိအားပေးပြီးဇာဝင်စစ်ဆက်ညှိနှိုင်းပေးနေတယ်လို့မြောက်ပိုင်း၃ဘွဲကထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာမြို့တွေမြန်မာတပ်မတော်ထံပြန်လည်ပေးဖို့လည်းဖိအားပေးလျက်ရှိပါတယ်။အဲ့ဒီအပြင်မြန်မာနိုင်ငံအတွင်းရှိတရုတ်လူမျိုးတွေတရုတ်ကုမ္ပဏီတွေနဲ့ဝန်ထမ်းတွေတရုတ်စီမံကိန်းတွေ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေလုံခြုံစိတ်ချစေဖို့ဆောင်ရွက်ပေးရမယ်လို့နာဆာကဥက္ကရာဘိုဂျုံမူဂျီမင်းအောင်လိုင်းနဲ့2025ခုနှစ်မေလကရုရှားနိုင်ငံမှာတွေ့ဆုံစဉ်တရုတ်သမ္မတရှီကျင်းဖင်ကပြောကြားခဲ့တာဖြစ်ပါတယ်